အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ YouTube channel ကနေအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဟို website တစ်ခုอ่ะပေါ့နော်စက်တန်းတစ်ခုထုတ်ထားတာပေါ့အဲ့ဒါကကျွန်တော်တို့ဒီပြီးခဲ့တဲ့ຢာတွေပေါ့နော်နော်ဒီຢာတွေလို့ပဲဆိုပါတော့အဲ့ဒီຢာတွေ Premier League မှာနော်ဟို VAR မပါခဲ့ဘူးနော် VAR error တွေဒါဖယ်လိုက်မယ်ဆိုရင်နော်အဆင့်ဘလို့ဘလို့ဘယ်တင်းနေရဘလို့ဘလို့ရက်တည်မယ်ဆိုပြီးတော့ပြထားတဲ့ဇာတ်လေးရှိတယ် ဆိုတော့အဲ့ဒီမှာကလီဗာပူးက80သမှတ်နဲ့နော်အဆင့်တက်မှာပဲတက်ကတက်မှာပဲဗောနော်အာဆနယ်ကတော့89မှတ်ကိုမှတ်နဲ့အဆင့်နှစ်မှာပဲ200နှစ်မှာပဲဗောနော်ပြောင်းလဲသွားတာမျိုးတော့မရှိဘူးဒါပေမဲ့ဘာပြောင်းလဲသွားတယ်ဘာလေးတိတာလဲဆိုတော့အမှတ်ကနှစ်မှတ်ပဲกว่าတယ်ဗျာကျွန်တော်တို့ဘာတွေဒါဖယ်လိုက်ဒါကတူတာသူတို့ဒါ website ကလုံးဝ ချက်ကြလက်ကြနဲ့စစ်တမ်းကောက်ပြီးတော့ဒါတွက်ချက်ထားတဲ့ဟာပေါ့ဆိုတော့ဗျအဲ့ဒါကဒါအချက်လက်ပိုင်းရဇော်ထားလိုက်တော့တခြားအသင်းတွေလည်းရှိတယ်တချို့အသင်းတွေဆိုရင်ဒါဟိုအဲ့ဒီဟာပေါ့ဗာ error ကို fail fail လိုက်လို့ဒါအဆင့်ထောင်တက်သွားတဲ့အသင်းတွေရှိတယ်လို့ဒီလိုမျိုးဒီတိုင်းဟာအဆင့်ဒီတိုင်းဟာဒီအသင်းဖြစ်သွားတဲ့အသင်းတွေရှိတယ်အောက်ကိုကျသွားတဲ့အသင်းတွေလည်းရှိတယ်ပေါ့ထားတော့တခြားအသင်းတွေတော့မပြောတော့ဘူးပေါ့နော်ကျွန်တော်တို့ဒါအာဆင်နယ်အသင်းအကြောင်းပြီးရင်အာဆင်နယ်နဲ့ပတ်သက်တဲ့ဟာ အတင်းနဲ့အကြောင်းပဲပြောချင်တာပေါ့ဆိုတော့ဒါကဟိုစောစောကပြောလို့ကျွန်တော်တို့အချက်လက်နဲ့ပတ်သက်လို့ကဲဆိုတော့ကျွန်တော်တို့မျက်မြင်ကိုတွေနဲ့ကျွန်တော်တို့မျက်မြင်ကိုတွေမြင်ခဲ့ရတာတွေပေါ့ဆိုလိုချင်တာအားလုံးမှာဆိုရင်လည်းတကယ်ပဲကျွန်တော်တို့ကအများကြီးနင့်နာခဲ့တယ်ဘာကြောင့်ကျွန်တော်တို့ဒီဟာဒီအဲ့လိုပေါ့ချန်ပီယံဆူပလာမျောလင်းချက်ကိုလက်လွတ်ခဲ့ရတာတွေတဲမှာဟုတ်တယ်ပထမအနေနဲ့ကျွန်တော်တို့ကိုယ်တိုင်းကညံ့လို့လည်းပါတယ်ပြီးရင်ဒဏ်ရာအနာရီရတွေကြောင်းလည်းပါတယ် နော်အာဒီတာရဲ့အမားတွေလိုအပ်ချက်တွေအားလည်းကျွန်တော်တရေပွဲတွေအများကြီးကြတာကြောင့်လည်းပါတယ်ဒါပေမဲ့အရာတွေမကားရိမ့်မယ်နဲ့ဘာရဲ့ဆုံးဖြတ်ချက်အမားတွေအဓိကကတော့ဒိုင်းနေရဲ့ဆုံးဖြတ်ချက်အမားတွေကနေကျွန်တော်တို့အများကြီးနစ်နာခဲ့တယ်ဆိုတာကလုံးဝသိကြတယ်ဒါကလုံးဝညင်းလို့မရတဲ့အချက်ပဲဗျာဒါကကျွန်တော်တို့ဒါ အမြဲတမ်းလိုလိုခံခဲ့ရတာဒီယာဒီမှာဆိုတော်တော်ဆိုးတယ်ပေါ့နော်ကျွန်တော်တို့အနီကပ်ဆိုရင်6ကြိမ်ထိတောင်အဲ့6ကြိမ်မှာလဲတကယ်ပြောတာ၄ကြိမ်လောက်ကလုံးဝမဖြစ်တဲ့အရက်အနီကပ်တည်းကြီးပဲဒါမျိုးတွေဗျာတော်တော်လေးကျွန်တော်တို့နင့်နာခဲ့တယ်ဆိုတော့ဒါတွေကဘာလို့အခုမှပြောနေလဲဆိုတော့ဟုတ်ကဲ့ကျွန်တော်တို့ဒါပြောစရာရှိတာတော့ပြောရမှာပဲကျွန်တော်တို့ဒါအမှတ်ရတော့တာအခုလိုမျိုးပေါ့နော်စစ်တန်းကောက်ပြီးတော့ဒီလို ဟိုအချက်လက်နဲ့ပြလာတဲ့ခါမှာအော်အေးဟွန်ဒါပဲနော်ငါတို့က89မှတ်ဒုတိယတော့ဒုတိယပဲဗျာနော်လီဗာပူးက80တမန်နဲ့ဒီလိုမျိုးချန်ပီယံဖြစ်နေဆိုတကယ်တော့အစောကတည်းကအဲ့ဒါတွေကအဲ့ဒါတွေမဖြစ်ခဲ့ဘူးเนาะဒိုင်နေရတာမှန်ကန်ခဲ့မယ်ဆိုကျွန်တော်ကနောက်ဆုံးအချိန်ထိနောက်ဆုံးမိပွဲထီကိုကပ်ပြီးဖိအားပေးနိုင်ပါဗျာเนาะရတာမရတာကထားလိုက်တကန်ကအဲ့လိုမျိုးတွေဖြစ်ခဲ့တယ်ဗျာတော်တော်လေးရင်နာဖို့ကောင်းတယ် ျော်တို့ဘရာဒါတို့မှတ်မိလေလားမသိလီဗာပူးနဲ့အာဆင်နယ်တွေ့တော့ကလေကိုင်ဟာဘတ်ရဲ့ကိုဂိုးမရခဲ့ဘူးလေအဲ့တုန်းကကွန်းလေတိုင်းကအန်တိုနီထေလာကျွန်တော်မှတ်မှတ်ရရဒီလီဗာပူးဘီကုတ်ထိန်တာမှာ ခီဝီရောကခီဝီရောထင်တာပဲခေါင်းခုန်တိုက်တယ်ဥသွားတယ်အဲ့နာမှာအန်တိုနီတီလာလည်းတဲ့တဲ့ကိုတူအဲ့ရှိမှရက်ကြည့်နေတာဒါမဲ့မှတ်မဟုတ်ဘူးအဲ့ဒီညင်ကွန်းကိုလုံးလုံးမြင်တယ်မှတ်မဟုတ်ဘူး ပြီးရင်ကန်ရဘက်ကတိုးသွားတယ်အဲ့လိုမျိုးတိုးသွားတဲ့ခါမှာကန်ရဘက်ဦးတယ်ဆိုအဲ့နမှာနည်းနည်းဟိုရင်းရှုပ်ရှုပ်လေးလေးနဲ့ကိုးဝါနာမှာခံရဘက်ကကိုးတွန်းသွားတယ်အဲ့လိုမျိုးအဲ့ကိုးမတွန်းခင်လေးစက္ကန့်ပိုင်းလေးမှာပဲအတုန်တေလာအောက်မှုတ်တာ ပြောရရင်တော့ဂျားထဲမှာ ဟို ကျွန်တော်ဆိုလိုချင်တာကခီဝီယောကခေါင်းခုန်တိုင်ပြီးပြီအဲ့ပြက်တံပေးမှာဆိုအဲ့မှာမှုတ်လိုက်တော့ အမမမဟုတ်သေးပါမဲ့ခိုင်ဟဘက်ကခေါင်းခုံတိုက်ပြီးဥဥတဲ့ထီကိုမမဟုတ်သေးဘူးပြီးမှဂိုးဖို့တေးကြတော့နီဘာအချိန်ကြမှာမှုတ်လိုက်တာတတော်မှာတတော်ချက်ဒီတုံးနေဟာအဲ့ဒါပြန်ကြည့်လေပို့ပြီးတော့ချက်ဒီတုံးလေပဲအဲ့ဒါမျိုးရှိတယ်ပြီးရင်ကျွန်တော်တို့ဒါစောစောစီးစီးယာရီစာဘက fly ရဲ့အနီးကပ်တွေရောပြောစရာပြောစရာတွေမှာအများကြီးပါပဲเนาะတခြားအနီးကပ်တွေရော ဒီလိုမျိုးတွေကျွန်တော်တို့ကရှိခဲ့တယ်ပြောရရင်တော့ကျွန်တော်တို့ကခံခဲ့ရတာခံခဲ့ရလို့လဲကျွန်တော်တို့ပုံမှတ်မိတာဗျာတလားသူများတခြားအသင်းတွေကတော့ဘာအပြုတ်လေးအာဒါလေးဘလို့ပါဘာညာပါနော်တကယ်ခံရတဲ့လူကကြာမေးလို့မရဘူးဗျာအဲ့လိုမျိုးကိုဆိုလို့ကျွန်မကအဲ့လိုမျိုးလည်းရှိကျွန်တော်တို့ကဒီယာရီမှာတကယ်ဘာတွေကတာအသုံးချခဲ့မယ်ဆိုရင်ဒီထက်ကိုကျွန်တော်တို့အများကြီးမျှော်လင့်နိုင်ကြည်တယ် ပြောရရင်တော့ Champions စုပလာကိုရယူနိုင်ဖို့အခွင့်အလမ်းနေဒီထက်ပိုပြီးအများကြီးနီးစပ်သွားဖို့ရှိတယ်ဗျာတကယ်ကိုဟိုပရီးမီးယားလိဒိုင်တွေက လုံးဝကိုအကြီးချင်းကတော့ညံပြင်းလွန်းလာတယ်လာမယ့်ຢာဒီမှာလည်းဒီလိုမျိုးဒီမဖြစ်ပါစေနဲ့လို့တော့ဆူတောင်းတယ်ဗျာဒါပေမဲ့မသေးကြဘူးအာမတော့မခံဘူးပဲပြောပါမှာ ဒီကောင်ကိုရှင်းရှင်းပြောရင်တော့ဟိုဘလို့အရန်ကိုတိတာလေဗျာဒါကဟိုဘတ်လိုက်လို့ဟာဖြစ်လို့ပြောတာမဟုတ်အဲ့လိုမျိုးမြူကဆင်နဲ့ချက်စီးပွဲတွေမှာလည်းအဲ့လိုမျိုးတွေဖြစ်ခဲ့တယ်ဗျာတော်တော်လေးဟိုဂျုံဆိုးတာပေါ့နော်ဒီတချို့ပွဲတွေမှာတခြားပွဲတွေမှာလည်းအများကြီးတွေပါပဲကျွန်တော်မှတ်မှတ်ရရဟိုဒီနေ့နောက်ဆုံးပွဲစဉ်မှာလေဗီလာနဲ့ United တို့ပွဲမှာလည်းဒါဗီလာကရောဂျာတွန်းသွားတဲ့ဂိုးက United ဂိုးရမား လက်ထဲကိုပိုင်ပိုင်နေနေမမိခင်မှာကန်ပြီးမှဂိုးလွားတာဗျအဲ့ဒါကိုပြစ်တန်ဆိုပြီးတော့ဗျာဂိုးမပေးဂိုးမပေးလိုက်ဘူးဆိုတော့အဲ့ဒီဟာကိုလည်းဒါဗီလာကမဟုတ်သူတို့ဒါအဖွဲချုပ်ကြီးအဖွဲချုပ်ကြီးကိုစာတရင်ဝင်တင်မယ်ဆိုပြီးပြောထားတယ်ပေါ့လေနော်တကယ်ကိုကျွန်တော်အဲ့ဒီဟာလည်းတွေ့လိုက်တယ်တော်တော်မှတော်တော်ချစ်ကြီးတုံးတာဗျာဘာကြီးထားပြီးတော့ဒါယူတီချာမကြည့်နိုင်ဘူးလားဒါကကျွန်တော်ဆိုလိုချင်တာကလေ United ဘက်ကိုတိ လိုက်တယ်လို့ဘာလို့ပြောချင်တာလဲမဟုတ်ဘူး။ဘာလို့ဆို United တို့လည်းဒီပွဲရှုံးနေနိုင်နေဖြစ်စေအရင်မထူးကြတော့ဘူးလေ။ဒါပေမဲ့ Villa အတွက်က Champions League ဝင်ခွင့်အတွက်ကိုအရင်ထူးကြသွားမှာပြောင်းလဲသွားမှာဗျာ။ဟိုဘက်ကဟာ Newcastle ကလည်း Everton ကိုရှုံးနေရလေ။အလားမျိုးတွေဗျာ။ဒိုင်နေကခါလေးကြတော့ဘာမှကိုမတည်ဘူးတလား။တော်တော်ရုပ်ပေါက်တာ။ခါလေးဒါမျိုးကြတော့လည်းတလား Champions League တွေဥရောပပွဲတွေကြည့်ရတာအရင်စိတ်ချမ်းသာတယ်။တကယ်ကိုအရင်စိတ်ချမ်းသာတယ်။ ကြည့်လိုက်တိုင်းတော်တော်များများပဲဟာဟိုတော်တော်တိကျတယ်ပြောရအောင်ဒိုင်းနေရလေပြီးရဟိုကစားသမားတွေရဲ့မူယာမာယာတွေလေအဲ့ဒါမျိုးတွေလည်းဥရောပဒိုင်းနေကကောင်းကောင်းဖတ်နိုင်တယ်ကောင်းကောင်းနက်တယ်ပြောရအောင်အဲ့လိုမျိုးတွေလည်းရှိတယ်ကျွန်တော်တို့ကဟိုတခြားအတင်းတွေလည်းဒီနေရာဒီမှာဟိုခံရတဲ့အတင်းတွေလည်းရှိပါတယ်ကျွန်တော်တို့တတင်းတွေရှိတယ်ပြောတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့အတင်းခံခဲ့ရတာကတော့တော်တော်ကုန်မှာတော်တော်များတယ်ဗျာ စဉ်းစားကြည့်ဗျာတကယ်ကိုစဉ်းစားကြည့်စဉ်းစားသလုံးလုံးစဉ်းစားကြည့်နေရင်နာစရာကောင်းနေပဲအခုအဲ့လိုပေါ့ဘာ error မဖြစ်ခဲ့ဘူးเนาะအဲ့လိုပေါ့အဲ့ဒါဒါဖယ်လိုက်မယ်ဆိုရင်လီဗာပူးက80တမှတ်တဲ့ယာရီတိမ်းမှာအာဆင်နယ်က89မှတ်တဲ့အဲ့လိုမျိုးကြီးဗျာကစားပွဲတစ်ခုမှာကဒါဒိုင်းနေဆိုတာလဲလူသားတွေမှားရတယ်ဆိုတာလက်ခံပါအဲ့ဒါလေးပြောစရာရှိလာလို့ပါเนาะ ဆိုတော့ဒီလိုပြောလို့ဗျာကျွန်တော်တို့ကကာပါလုံနေရတော့မဟုတ်ဘူးဒါပေမဲ့အမှန်တရားအမှန်တရားပဲပြောစရာရှိရင်ဟာပြောရမှာအဲ့ဒါပါဟောအဲ့ဒါပါပဲเนาะကျေးဇူးတင်ပါတယ်เนาะစင်ပြေ like and subscribe နဲ့လည်းအားပေးကြပါအောင်เนาะအာပြင်းလည်းလက်မလေးလည်းပေးကြပါအောင်เนาะ like ကျေးဇူးပါ